က်တင်ဆက်ပေးမယ့်သတင်းကတော့လိုင်ယွန်ကွင်းလက်ကစားသမားရှာကီကိုမန်စီးတီးခေါ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မန်စီးတီးတင်ဟာကလပ်ကပဖလားပြပွဲမတိုင်မီအတင်ကိုအပြည့်မှုတွေစတိုက်ပြုလုပ်နေရမှာလိုင်ယွန်ကွင်းလက်ကစားသမားရိုင်ယန်ရှာကီကိုပေါင်34တန်းနဲ့ခုံနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရိုင်ယန်ရှာကီကပြီးခဲ့တဲ့ဘောလုံးရသည်ကလိုင်ယွန်အတင်အတွက်အကောင်းဆုံးရှေ့ဆန်းပြကတ်သူတစ်ဦးဖြစ်တယ်လို့ပြည်သက်လက်ရွေးစင်တအုပ်လည်းဖြစ်ပါတယ်။ အသက်21နှစ်အရွယ်ပဲရှိသေးတယ်ရိုင်ယန်ရှာကီကပြီးခဲ့တဲ့ဘောလုံးရာသီကယူပါလိပြိုင်ပွဲရဲ့အကောင်ဆုံးလူငယ်ကစားသမားဆုလည်းရရှိခဲ့ပါတယ်။ရိုင်ယန်ရှာကီနဲ့မန်စီတီတင်ဟာ9နှစ်တန်ကြိုဆိုဖို့အတွက်သဘောတူညီခဲ့ကြပြီးမန်စီတီတင်ဟာ AC မီလန်တင်ကကုလင်ကစားသမားရန်ဂျာတာကိုပါပေါင်46တန်းနဲ့ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိပြီးနောက်မှာရိုင်ယန်ရှာကီကိုခေါ်ယူခဲ့တာပါ။မန်စီတီကခေါ်ယူခဲ့တဲ့ကစားသမားတွေကိုကလပ်ကပဖလာပြိုင်ပွဲမှာထည့်သွင်းတော့ပြနိုင်အောင်စီစဉ်နေရလို့လည်းသိရပါဗျ။ ဒီသတင်းကိုတော့ရင်းချမ်းဝါပေးပို့လာပါ